ဝါတာလူးတိုက်ပွဲမှာနပိုလီယံကဝိုင်းတိုက်တာခံရပါလေရောနပိုလီယံကခံစစ်ဗျူဟာနဲ့နောက်မဆုတ်တန်တိုက်ခိုက်နေုံတာမကညာတောင်ပံမှာရှိတဲ့ပရက်ရှာတက်ကိုတော့တိုက်စစ်ဗျူဟာကိုတုံးပြီးထိုးစစ်ဆင်လိုက်တဲ့အတွက်ပရက်ရှာတက်ကနောက်ဆုတ်ပေးလိုက်ရတယ်တစ်ဖက်မှာအင်္ဂလန်ဥဆောင်တဲ့ငါးနိုင်ငံပူးပေါင်းတက်ကအထီးကျန်သွားတာကြောင့်ဆုတ်ခွာပေးလိုက်ရပေမဲ့ဝါတာလူးမြို့မှာအရင်တက်ဆွဲလိုက်ပြီးတော့မဟာမိတ်ပရက်ရှာတက်ကရောက်ရှိလာပြီးဆိုတော့မှနပိုလီယံနဲ့ထိတ်တရင်ဆိုင်မှာဖြစ်တယ်အင်္ဂလန်ကြီးတက်ကအရင်ဆုံးဗျူဟာကြတဲ့ကုန်းမြ င်းပေါ်မှာနေရာယူလိုက်တဲ့အပြင်သူတို့ကိုမြင်းတပ်နဲ့ချမ်းရန်ထားလိုက်တာပြီးတော့တောင်ပန်နှစ်ဖက်ကိုလာရောက်ဖြိုခွင်းလို့မရအောင်ခံတပ်နှစ်ခုကိုစောင့်လုပ်ထားလိုက်တယ်ချစ်ချင်းကိုနပိုလီယံတပ်ကစစ်မြေပြင်စီရောက်ရှိလာပြီးထိုးစစ်ဆင်မှုအရှိကိုခြေတက်လာတဲ့အခါမှာပရရှားတပ်ကတော့အခုချိန်ထိမရောက်လာပါဘူးအကြောင်းရင်းကသူတို့ကိုနပိုလီယံရဲ့တပ်ခွဲကအနောက်ကနေတောက်လျှောက်လိုက်လံတိုက်ခိုက်ပြီးတော့အနောက်ဆက်ပေးနေလို့ပါအခုလိုတကွဲတပြားဖြစ်နေချိန်မှာအခွင့်ကောင်းယူပြီးအင်္ဂလန်ကိုဝင်ရောက်မတိုက်ခိုက်သေးဘဲနဲ့မြေ ကြီးပေါ်ကမိုးရေတွေအရင်ခြောက်တွေ့တော့အောင်စောင့်ဆိုင်နေတာပါနေ့လည်ရောက်သွားတာတော့နပိုလီယံကအယောင်ပြစစ်စင်ရေးကိုတောင်စားလုတ်တဲ့အနေနဲ့အင်္ဂလန်ရဲ့တောင်ပံခံသက်ကိုဝင်တိုက်ပြလိုက်တယ်ပြီးတော့မှအမြောက်တွေကိုစတင်အသုံးပြုကလူအုပ်ထဲကိုချိန်ရွယ်ပစ်ခတ်ပါလိရောအဲ့ချိန်မှာတောင်ပံခံသက်ကကြားတော့မှဖြစ်လို့အင်္ဂလန်အယံတပ်ဖွဲ့ကတွားရောက်စစ်ကူပေးလိုက်တာဒါကြောင့်အင်္ဂလန်ဗဟိုစစ်ကြောင်းမှာအင်အားလျော့သွားတာကိုနပိုလီယံကရိတ်မိသွားတာနဲ့တကယ်တိုက်စစ်ဆင်မှုကြီးကိုစတင်လိုက်ပါလိ ရောတစ်ဖက်နဲ့တစ်ဖက်အနီးကပ်တိုက်ပွဲပြင်းထန်နေချိန်မှာအင်္ဂလန်မြင်းတပ်ကရုတ်တရက် ပေါ်ထွက်လာပြီးအလုံးအရင်းနဲ့တိုးဝင်ကဖြန့်တိုက်လိုက်တာမို့နပိုလီယန်တပ်ကအကြဆုံးများလာပြီးအနောက်ကိုပြန်ဆုတ်လာရတဲ့မြင်းတပ်ကမနာရန်အနောက်ကနေလိုက်လံတိုက်ခိုက်ရင်းနဲ့ရန်သူဘက်စီကိုတဖြည်းဖြည်းနဲ့ကျုံဝင်လာတော့တာဒါကြောင့်နပိုလီယန်မြင်းတပ်ကလည်းအ мян အရှိကိုတက်လာပြီးဝိုင်းတိုက်လိုက်တာကြောင့်အင်္ဂလန်မြင်းတပ်ပူကြီးအပါအဝင်အားလုံးကြဆုံးကုန်ကြတာနပိုလီယန်မြင်းတပ်ကဆက်ပြီးအင်္ဂလန်ပင်မစစ်ကြောင်းစီကိုဦး တီလိုက်ပြီးအရှိန်အဟုန်နဲ့ဝင်ရောက်ဖြိုခွင်းဖို့ဒဲ့တို့ပြေးဝင်လာပါရောတစ်ဖက်မှာချိန်ရွယ်ပြီးအသင့်ဆောင်ဆိုင်နေကြတဲ့အင်္ဂလန်ကြီးတပ်ကအားလုံးတပြိုင်တည်းပြစ်ခတ်လိုက်တာကြောင့်မြစ်တပ်အချို့ဟာလမ်းတဝက်မှာတင်ကြဆုံးကုန်ကြတာဒါပေမဲ့ဇွဲမလျှော့ပဲဆက်လက်ပြေးတက်လာကြရင်အနီးကပ်ထိတ်တိုက်တွေးဆောင်ကြကရုံးကန်ရတဲ့တိုက်ပွဲတစ်ခုဖြစ်သွားတော့တယ်ပြဿနာကစစ်ကူပို့ပြီးကူတိုက်ပေးဖို့နပိုလီယံကပြက်ကွက်နေခဲ့တာအကြောင်းရင်းကညာတောင်ဘက်မှာပရက်ရှာတက်ကြီးကရောက်ရှိနေတဲ့အပြင်သူတို့ကိုဝင်ရောက် ိုက်ခိုက်နေပါပြီ။ဝိုင်းတိုက်တာခံနေရတဲ့နပိုလီယံကတိုက်စစ်ကိုထပ်ဖွင့်လိုက်တဲ့အနေနဲ့သူ့ရဲ့အကောင်ဆုံးတပ်ဖွဲ့ကိုပါထုတ်သုံးလိုက်တာ။အဲ့ဒီအကောင်ဆုံးတပ်ဖွဲ့ကရဲဝင်းစွာအပြင်းဝင်ရောက်တိုက်ခိုက်ကြပေမဲ့အင်္ဂလန်ကြီးတပ်ကလည်းပြိုင်နဲ့ပစ်ခတ်လိုက်ကြီဖြေးလိုက်နဲ့ဇက်တိုက်လှုပ်ဆောင်နေတာကြောင့်ကြာလာတော့အကောင်ဆုံးတပ်ဖွဲ့ကတော့မခံနိုင်တော့ဘဲနဲ့နောက်ဆုတ်လာရတာ။နောက်ဆုံးမှမဟာမိတ်တပ်အလုံးကအလုံးစုံထိုးစစ်ဆင်မှုကြီးကိုစတင်လိုက်တာကြောင့်နပိုလီယံတပ်ကြီးကပထမဆုံးအကြိမ်နောက်လှည့်ပြီးထွက်ပြေး 加压的。